မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်သုံးလုံးပေါင်းချင်းပရိတ်နည်းနှမျိုးကိုပြန်လည်ပြောပြတော့မှာဖြစ်ပါတယ်တစ်ဆက်ထဲမှာပဲကျွန်တော်ကွာပေါင်းချင်းပရိတ်ပေါ့နော်ဒီ၃နဲ့၉ပေါင်းချင်းနည်းပရိတ်အဲ့လိုမျိုးလေးလည်းကွာပေါင်းချင်းပရိတ်ကိုလည်းပြန်လည်ပြောတော့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်သုံးလုံးပေါင်းချင်းပရိတ်ဖြစ်ပါတယ်ပေါ့နော်သုံးလုံးပေါင်းချင်းပရိတ်ဒီ နီးနံပါတ်၄ကတော့ကျွန်တော်တို့ရောင်း၉နေဖြစ်ပါတယ်ခင်ဗျာနီးနံပါတ်၄ကတော့နေ၆ရှင်ပရိတ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ပရိတ်တင်နဲ့ပရိတ်နေနဲ့ကိုပုံတူစုလိုက်ခဲ့မှာ၆၆ဒီမှာ၆ပရိတ်ပုံတူတယ်ပေါ့နော်နိနိနိပရိပုံတူတာဖြစ်ပါတယ်ဒီ9နဲ့ဒီ10နဲ့ကတော့ပုံမတူတဲ့အတွက်6နှစ်ပုံပရိထက်က3တုံမြ9ဆိုတဲ့အတွက်နိပရိဖြစ်ပါတယ် နောက်ထပ်တစ်ချိန်မှာ3-5နေဆိုတဲ့အတွက်ပုံတူပရိတ်၃များ၆ထဲက၃များပရိတ်ဖြစ်ပါတယ်ပေါ့နော်ဒီမှာတော့ပုံတူပရိတ်၃လုံးထဲပဲဖြစ်ပါတယ်၄ပရိတ်၃ -9 နေဖြစ်ပါတယ်ပေါ့နော်ဒီ၃လုံးပေါင်းရှင်းဒီနေဒီ၃လုံးပေါင်းရှင်းဒီ၃ညဒီ၃လုံးပေါင်းရှင်းဒီ၄ဖြစ်ပါတယ်ဒီမှာကျတော့ပုံတူပရိတ်၃လုံးထဲနေပရိတ်တစ်ခုထဲပဲပေါ့နော်နေလဲ၆ဆိုတဲ့အတွက်ဒီ၃လုံးပေါင်းရှင်းထိတ်စီအလေအပိတ်၃လုံးပေါင်းရှင်းဒီနေပရိတ်ဖြစ်ပါတယ် ဒီ၃ခုပေါင်းရှင်တဲ့၃ခုပရိမာ၃နှစ်လေးဆိုတဲ့အတွက်ပေါင်းရှင်ဒီ၉ပရိဖြစ်ပါတယ်၉၅ထက်က၈၅နှစ်ဆိုတဲ့အတွက်ဒီ၃လုံးပေါင်းရင်၅၅ပရိပေါ့နော်၃ခုထက်က၈၅ဆိုတဲ့အတွက်၉ပရိဖြစ်ပါတယ်ဒီ၃၅၆မှာကျတော့အလေးပရိပေါ့နော် ပုံသူပရိတစ်လုံးအသေးပဲဖြစ်ပါတယ်၆လေး၆တပြင်းမှာ၆နှစ်ပရိထက်က၆၆ပရိဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာ၈ပရိခမန်းတယ်ဆိုပေမဲ့ကျွန်တော်အဲ လေးပရိတ်ကိုးခွန်ချစ်ဖြစ်ပါတယ်ပေါ့နော်ဘုံလူပရိတ်ချစ်ပရိတ်ဆိုပေမဲ့ကျွန်တော်တို့ဒီလေးပရိတ်ကိုးခွန်ချစ်ဆိုပြီးဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီရှင်းလေးပရိတ်ဒါတုံးလိုက်ရင်လည်း okay သွားမယ်ပေါ့နော်ကျွန်တော်တို့ရှင်းကိုးနှစ်ချောင်းပရိတ်တုံးလိုက်တဲ့အချိန်မှာအဲ့ဒီတုံးလိုက်တဲ့ပရိတ်လေးလုံးကပြတ်သွားခဲ့ပြီးတော့ဒီပရိတ်တစ်ခုကတော့ဆက်ပြီး okay သွားခဲ့တာဖြစ်ပါတယ်30ကြိမ်ရှိပြီပေါ့နော်နောက်ထပ်17ကြိမ်ဒီ19ကြိမ်အတွက်ကျွန်တော်တို့အတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော် ရင်းအဆုံးအနေနဲ့ကျွန်တော်နီးနံပါတ်၁ကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာခင်တန်လေးကတော့ကျွန်တော်တော်လုံးပေါင်းချင်းပြိနီးနံပါတ်၁ဖြစ်ပါတယ်ဗောနော်ဒီနှစ်ကိုနှစ်ကြိမ်ပေါင်းထားတာဖြစ်ပါတယ်တင်မာတစ်ကြိမ်၈ကို9နဲ့မြောက်ပြီးတော့ကျွန်တော်တင်နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ဗောနော်နီးနှစ်ကြိမ်လေးလေးနဲ့တင်ပေါင်း9ဗောနော်9နဲ့ဒီ1နဲ့ပေါင်းရင်6ဆိုလို့တော့6ကို3ပေါင်း9ကို3ပေါင်းစနစ်6ကို3လုံးပေါင်းရှင်ပြိဆိုပြီးဖြစ်ပါတယ်ပြိ3လုံးပါတော့အဲ့ဒီမှာ339 3939သုံးလုံးပေါင်းရှင်သည့်နိပရိဖြစ်ပါတယ်။ဒီမှာလည်းနေ့နဲ့ကြိမ်ပေါင်း445ပေါင်းရှင်သည့်ကို939ဒီ39ဒီတင်းနဲ့ထပ်ပေါင်းတာဆိုရင်ကိုနဲ့တင်းပေါင်း30 39 3 6ပရိဆိုပြီးပေါ့နော်။39နေဆိုတဲ့အတွက်ပေါင်းရှင်းသည့်39ပြိဖြစ်ပါတယ်39နေပေါင်းရှင်းသည့်4ပြိနေ၄ချောင်းကနန်း3လုံးပေါင်းရှင်းကနေပြိဖြစ်ပါတယ်3နေလေဒီကနန်း3လုံးပေါင်းရှင်းသည့်6ပေါ့နော် ရှင်းရ9ရက်2ရက်ဒီသုံးလုံးပေါင်းရှင်းဒီ9ပြည်ရှင်းရ6ရက်9ရက်ဒီသုံးလုံးပေါင်းရှင်းက9ပြည်ဖြစ်ပါတယ်ဒီမှာ3ရက်9ရက်6ရက်ဒီသုံးလုံးပေါင်းရှင်းက4ပေါ့နော်6 4 6ဆိုတဲ့အတွက်ဒီကနန်းသုံးလုံးပေါင်းရှင်း6ပြည်ဖြစ်ပါတယ်ဒီ8တင်းလေးပြည်မှာကြတော့6လေး6ပြီးတော့9ခွန်6ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီမှာပေါင်းရှင်းဒီ20နဲ့4ပေါ့နော်4ပြည်ဖြစ်ပါတယ်ခင်ဗျာ โอเค9ခွန်ရှင်းဆိုရတဲ့ခဏ3လုံးပေါင်းရင်လေးပြိဖြစ်ပါတယ်ခင်ဗျာခေတာဆိုရင်ဒီနေ့အဆက်ဆက်9ကြိမ်အတွက်ကျွန်တော်တို့တို့ထပ်ပြီးလေ့လာကြအောင်ပါနော်6 9ရှင်းဖြစ်ပါတယ်6 9 9ရှင်းပါနော်ပြီးရင်ဒီအနောက်ကမထဲတော့ဘူးပါနော်အဲဆိုရင်ကျွန်တော်ဒီနေ့အရာဒီ3မြောက်ကို2ကြိမ်ပေါင်းထားတဲ့အတွက်6ကို2ကြိမ်ပေါင်းမယ်ပါနော်9မှာ2ကြိမ်ဆိုရတဲ့ဒီ9မှာ2ကြိမ် ဒီ9.5နိမြောက်တာဖြစ်ပါတယ်ဗောနော်ပြီးရင်အပေါင်းဒီစပီဖြစ်ပါတယ်တခွန်3မြောက်နဲ့9ပေါင်းခွန်4 5 20တင်းနဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်အစွန်း8နဲ့ချိန်16ရှောင်းနဲ့ခွန်ပေါင်းရင်23တုံးမကြီးမှာဖြစ်ပါတယ်ခွန်9 30နဲ့5ဗောနော်ခွန်9 35ကိုဒီတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်3နဲ့5ပေါင်း8ပေါင်းနော်8နဲ့10ပေါင်း9 ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာကိုယ်ကိုတုံးနဲ့ပေါင်းတာဒီစနစ်ဖြစ်ပါတယ်။နှစ်ကိုတုံးနဲ့ပေါင်းတော့ငါကိုနှစ်ငါပြိစပီးဖြစ်ပါတယ်ခင်ဗျာ။ဒါတော့ကျွန်တော်တို့တင်ချာနှစ်အရာပေါ့နော်ဒီတင်ချာနှစ်အရာဆက်ပြီးတော့ okay သွားနေတယ်လို့ပြန်လဲပြတ်တည်းပေါ့နော်။အဲဒီတော့ဆက်ပြီးတော့ okay သွားခင်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ995ဖြစ်ပါတယ်ဗောနော်ဒီဘက်မှာဒီနီးနံပါတ်1က995ပုံပြိဖြစ်ပါတယ်995ပြိဗောနော် အစင်9ရက်2ရက်5ရက်ဒီမှာလေ9နဲ့5တကြိမ်ရဖူးတယ်ပေါ့နော်โอเคဆက်ပြီးတော့ကျွန်တော်နီးနံပါတ်2ကိုလည်းဒီလိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်โอเคဒါလေးကတော့ကျွန်တော်နီးနံပါတ်2ဖြစ်ပါတယ်ခင်ဗျာ โอเคဒီမှာဆိုရင်3ညတစ်ချိန်3ညခုနဲ့ပေါင်းရှင်းဒီခုဒီမှာ၈ကတစ်ချိန်ဖြစ်ပါတယ်3နဲ့၈ပေါင်းရှင်းဒီ7တိပေါ့နော်ခုနဲ့3ညနဲ့ပေါင်းရှင်းခုကို1နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ၈90ပေါ့နော်ဒီခုနဲ့ဒီခုနဲ့ပေါင်းတာကပေါင်းရှင်း7ဖြစ်ပါတယ်4ကိုကြတော့4နဲ့ပေါင်းရှင်းဒီ8ဖြစ်ပါတယ်8ကို2နဲ့ပေါင်းရင်10လေးရှိတုံညာ ပရိမာဆိုရင်6ခွန်7ဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီမှာ9ရယ်ခွန်ရယ်7ရယ်ပေါင်းရှင်းသည်ပေါင်းရှင်း20နဲ့အလေးပေါ့နော်ဒါကြောင့်မို့အလေးပရိဖြစ်ပါတယ်လေး7တုံညမှာ6.8ဒီမှာပေါ့နော်လေး7တုံညမှာ6.8အရှင်ဒီ16ကြိမ်အတွက်ချက်ပြီးနေတာကြည့်အောင်ပါနော်ဒီ8ကုန်ကြိမ်ပေါင်းမှာဖြစ်ပါတယ်ဒီ9မှာကြိမ်ပါနော်ဒီမှာတော့3ညနဲ့ကြိမ်9တကြိမ်ဆိုတဲ့အတွက်ဖြစ်ပါတယ် ဒီ၈မှာတစ်ကြိမ်ဆိုတဲ့အတွက်ဒီ9နှစ်မှာတစ်ကြိမ်ပေါ့နော်3နဲ့8နှစ်မှာတစ်ကြိမ်ဆိုတဲ့အတွက်2နဲ့3ညနဲ့မှာတစ်ကြိမ်စီဖြစ်ပါတယ်6နဲ့3ညနဲ့မှာတစ်ကြိမ်စီကိုကျွန်တော်တို့အနောက်ကတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ၈နှစ်ကြိမ်ဆက်လျှောက်၆နှစ်ခွန်ပေါင်းရှင်ဒီ20နဲ့3တွန်းပေးရမှာပေါ့နော်ဒီ9ကတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာ2နဲ့3ညနဲ့ပေါင်းရှင်ဒီ2 6နဲ့3ညနဲ့ပေါင်းရှင်က6တင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ၃နဲ့9နဲ့ပေါင်းရှင်းက10ဖြစ်ပါတယ်ဗောနော်နင်းနဲ့6နဲ့ပေါင်းတာ8 8နဲ့10ပေါင်းရှင်း9အဲ့ဒါဆိုရင်ကိုကိုကျွန်တော်တို့၄နဲ့ပေါင်းတော့73ဖြစ်ပါတယ်3ကို2နဲ့ပေါင်းတာဆိုရင်9 935ပြည်စပီးဖြစ်ပါတယ်ခင်ဗျာโอเคဒါကတော့ကျွန်တော်တို့နီးနံပါတ်2တိကျွန်တော်တို့သင်ချာနည်းအရ935ပြည်3လုံးဖြစ်ပါတယ်ခင်ဗျာ935ပါနော်9 3 9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  နော်အဆင်းကျွန်တော်ပုံတူပရိတ်ကြည့်အောင်ပါနော်အဆင်းကျွန်တော်ဒီမှာ9ဒီမှာ9ဒါဆိုရင်9ပရိတ်ပုံတူတယ်ပေါ့နော်နှစ်ဒီမှာ3 5ကဒီမှာ5ဆိုတော့ဒီတစ်ပတ်မှာပရိတ်ပုံတူနှလုံးရတယ်ပေါ့နော်9ရယ်9ရယ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ9 5ပရိတ်ဖြစ်ပါတယ်ပေါ့နော်ဆက်ပြီးတော့ okay သွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာนี่นําမျိုးสโลโอเคมาตาเลยเจนเราดีปริญญาณလုံးအကျုံးဝင်နေပါเนาะ95ပြိဖြစ်ပါတယ် နောက်ထပ်ကျွန်တော်တို့ကွာပေါင်းရှင်းပရိကောလေးတစ်ဆက်တည်းဆက်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ Okay ဒါလေးဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ကွာပေါင်းရှင်းပရိဖြစ်ပါတယ်ပေါ့နော်။ဒီ3နဲ့ဒီ9နဲ့ပေါ့နော်။3 3များ9ပါ။ဒီ3နဲ့9ပေါင်းရှင်းဒီနေနေပရိဖြစ်ပါတယ်ပေါ့နော်။ဒီ3 5နှစ်မှာကြတော့ဒီ3နဲ့ဒီ2နဲ့ပေါင်းရှင်းဒီ5ပြည့်ဖြစ်ပါတယ် ဒီထိရှိနဲ့အပိန်နဲ့ပေါင်းမယ်ပေါ့နော်၃ခုနှစ်မှာ၃နဲ့နှစ်ပေါင်းရှင်ဒီ၅နင်းလေးလျှောက်တဲ့ပြင်မှာနင်းနဲ့လျှောက်နဲ့ပေါင်းရှင်၈၃နှစ်လေးမှာလည်း၃နဲ့လေးပေါင်းခွန်၈၅နှစ်မှာ၈နဲ့နှစ်ပေါင်းရှင်၃၀၈၆၅၅မှာ၈နဲ့၅ပေါင်းရှင်၃၃၅၆၆မှာ၃နဲ့၆ပေါင်းရှင်၉ပေါ့နော်လျှောက်လေးလျှောက်မှာ၆နဲ့၆ပေါင်း၁၂ဒီ၃ညာလေးခွန်ကွာပေါင်းရှင်ပြေရာတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာ၉ခွန်၈ဆိုပြီးဖြစ်ပါတယ် အဲဆိုရင်ကွာပေါင်းမှာဖြစ်တဲ့အတွက်ထိစီနဲ့အပိန်နဲ့ပေါင်းတာပေါ့နော်9နဲ့10ပေါင်းရှင်းဒီမှာဆက်ခွန်ပြိစပြီးတော့ဆက်ပြီး OK သွားခဲ့တယ်ပေါ့နော်တင်တော့ခွန်13ညာစပြီးရွေးထားတာဖြစ်ပါတယ်ခွန်ပြိပေါ့နော်တော်တော်ကျွန်တော်ဒီကဒီတုံးလုံးပေါင်းရှင်းပြိပြက်သွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့တနင်္ဂနွေရွေးချယ်တာတွဲတယ်ပေါ့နော် OK ဒါဆိုရင်6ခွန်6 9ခွန်10ဖြစ်ပါတယ်6ခွန်6 9ခွန်10 ပြီးရင်ခွန်ခွန်အပူဖြစ်ပါတယ်ပေါ့နော်။ခဲဒါဆိုရင်ကျွန်တော်တို့ဒီရှစ်ကုန်နှစ်ကြိမ်ပေါင်းမယ်ပေါ့နော်။ရှစ်ကုန်နှစ်ကြိမ်ခွန်နဲ့၆နဲ့မှာတရင်စီရှစ်မှာခွန်နဲ့မှာတကြိမ်အပေါင်းတည်ဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့ဒီမှာခွန်နဲ့၆ပေါင်းတာကအပေါင်းရှင်73ပေါ့နော်။ခွန်နဲ့၆ပေါင်း73ရှစ်နှစ်ကြိမ်က16ဆိုတော့ရှောက်ရဲ့၃ရက်ပေါင်းရှင်ဒီ9ဖြစ်ပါတယ်။ခွန်နဲ့တင်းနဲ့ပေါင်းရှင်က8ဆိုတဲ့အတွက် 9နဲ့10ပေါင်းရှင်းသည့်ဆက်ခွန်ဖြစ်ပါတယ်ခင်ဗျာဆက်ခွန်ဒီမှာကျတော့၃မြောက်ကို6နဲ့ပေါင်းထားတဲ့အတွက်ကြောင့်မို့ခွန်နဲ့6ပေါင်းရှင်းက7တည်ရတယ်အလေးကို3နဲ့ပေါင်းတာခွန်ဆိုတဲ့အတွက်တစ်ကို3နဲ့ပေါင်းတာ6ခွန်တစ်လေးกว่าပေါင်းရှင်းပရိသေဖြစ်ပါတယ်ခင်ဗျာโอเคဒီ3တုံညာကိုကနေกว่าပေါင်းရှင်းပရိတောက်ချောက်ဖြစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီဆက်ရှစ်ကြိမ်မှာ၁၉ကြိမ်မှာခွန်တင်လေးกว่าပေါင်းရှင်းပရိတ် ်ပရိတ်ကတော့၃လုံးပေါင်းခြင်းပရိတ်က၉၅ပရိတ်ဖြစ်ပါတယ်ပေါ့နော်၉၅ပရိတ်ဒါဆိုရင်ကျွန်တော်အပြည့်ခွေကဏ္ဍနဲ့ချက်ပြီးတော့ညီကြည့်အောင်ပေါ့နော်โอเคဒီဟာလေးဖြစ်ပါတယ်ကျွန်တော်အပြည့်ခွေလိုက်တာဒီဟာလေးကြံမယ်ပေါ့နော်ဒီနေ့3 4 6ခုခုနှစ်ခွက်ကြံနေပါတော့အဲ့ဒီခုနှစ်မှာဆိုရင်ကျွန်တော်ပြိတ်က9 5ပြိတ်ဖြစ်ပါတယ်ပေါ့နော်9 5ပြိတ်ဖြစ်ပါတယ်9 5ပြိတ်ဆိုတော့ကျွန်တော်ဒီမှာ 6ခွန်8ကတိပရိပေါ့နော်6ခွန်9ကတော့နိပရိဖြစ်ပါလေ6နဲ့ခွန်ပေါင်း73 39ပေါင်းရှင်နိပရိဆိုတော့ကျွန်တော်ဒီမှာ95ပရိမကိနေဘူးတော့6ခွန်3များဒီ3ပရိမပါဘူးပေါ့နော်ဒီမှာ6နဲ့8ပေါင်းရှင်ဒီ74ပေါ့နော်6နဲ့8ပေါင်း74 6နဲ့9ပေါင်းရှင်က73 3ပရိမပါဘူး68 3များ4 Okay နောက်ထပ်ဒီခွန်8ကတော့၄ပရိပေါ့နော်၄ပရိမပါဘူးခွန်8 3ည5ပရိဒါဆိုရင်ကျွန်တော်တို့ပရိနဲ့ကန်ကြီးတာခွန်8 3ညတစ်ခွက်တောင်လည်းရှိတယ်ပေါ့နော် ဒီမှာဒီအကုန်လုံးဒါ service okay မယ်ဆိုရင်ပေါ့နော်ခွန်ရှိတုံညာကျွန်တော်တို့ဒီပရိနေကိန်းကြီးတာပေါ့နော်ဒါဆိုရင်ခွန်ရှိတုံညာပရိ main ဆိုပြီးဖြစ်သွားမယ်ပေါ့နော်ခွန်ရှိတုံညာကိုကျွန်တော်တို့အလဲပိုင်းနှလုံးအပါနဲ့ညတော့ရှစ်ထိတ်စီပေါ့နော်ရှစ်ခွန်တုံညာရှစ်တုံညာခွန်ဆိုပြီးတော့ဒီပရိကတော့၅ပရိဖြစ်ပါတယ်ခင်ဗျာပရိက၅ပြီးတော့ကျွန်တော်ကွာပေါင်းချင်းပရိဒီကွာ ကွာပေါင်းချင်းပရိက္ခ84ရှိပြီဖြစ်ပါတယ်ဗောနော်ဆိုတော့84ကကွာပေါင်းချင်းပရိရှိပြီဖြစ်ပါတယ်အဆင်းရှင်းတဲ့တုံများနဲ့ပေါင်းကကွာပေါင်းရှင်းချင်းရှင်းတဲ့ခွန်ပေါင်း55ကွာပေါင်းရှင်းပရိတော့ကင်ညီမရှိဘူးဗောနော်အဆင်းကျွန်တော်ကွာပေါင်းရှင်းပရိကဒီမှာဆိုရင်8ခွန်ပေါင်းတာ55ရှင်းတဲ့တုံများနဲ့ပေါင်းရှင်းတုံများနဲ့ခွန်နဲ့ပေါင်းမှာခွန်ဆိုတဲ့အတွက်ကြောင့်မို့တုံများထိတ်စီရှစ်အလေထိုင်ခွန်အပိတ် တုံညာရှိခွန်ရဲ့ခွန်ထိတ်စီရှိအလေထိန်တုံညာအပိတ်ခွန်ရှိတုံညာဆိုပြီးတော့ဒီတဲ့အလေးခွက်ကိုမိန်တင်ရမှာဖြစ်ပါလိမ့်မယ်နော်။ဒါဆိုရင်ရှိခွန်တုံညာရှိတုံညာခွန်ပြီးရင်တုံညာခွန်ရှိတုံညာရှိခွန်ပေါ့နော်။တောင်냐ရေခွန်ရေထိတ်စီဆိုပြီးတော့ဒီ main လေးခွဲပေါ့နော်ကျွန်တော်တို့ဒီတကွပရိတ်ကထိန်ပရိတ်နဲ့ကြင်ညာဆိုရင်ခွန်ရှိတောင်냐ကိုအားထားရင်တော့ပို့ပြီးတော့စိတ်ရှာရမယ်ပေါ့နော် ခွန်ချစ်တုံညမိုက်တကွက်ဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်ကျွန်တော်သုံးလုံးပေါင်းရှင်ပြိနေကဲညီတာဆိုရင်ခွန်ချစ်တုံညမိုက်တကွက်ပဲရှိမှာပေါ့နော်အားရမှာဖြစ်ပါတယ်မာရှင်ဘူးဆိုရင်တော့ရှစ်ခွန်တုံညရှစ်တုံညခွန်သက်ဒီဒီခွန်တလေးကပေါင်းရှင်ပြိနေကဲညီမှုတော့မရှိဘူးပေါ့နော်ကွာပေါင်းရှင်ပြိနေကဲညီအောင်လုပ်မယ်ဆိုရင်တုံညရှစ်ခွန်ရဲ့ခွန်ရှစ်တုံညရဲ့စပီးဖြစ်ပါတယ်ခင်ဗျာ โอเคဒါကတော့တင်ချာနေ့ရပါတော့โอเคကျွန်တော်နောက်ထပ်ဗီဒီယိုမှာတော့အတီကီကိုတင်ပြသွားမှာဖြစ်ပါတယ်โอเคတီကီဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီပြည့်ခဲ့တဲ့ဘက်မှာကိုတုံညာတီကတော့ပင်ကြကီဗောနော်ပင်ရှီဖြစ်ပါတယ်ပင်ကြတီကီကိုတုံညာတီပြီးတော့ဒီလေး6ရှိကီရဲ့6ခွန်တီကီရဲ့မှာဆိုရင်သူခြားရတာကကိုခွန်ချစ်ဖြစ်ပါတယ်ခင်ဗျာကိုခွန်ရှိဗောနော်ဒါကြောင့်မို့ဒီမှာကိုရှိ ခွန်တန်းတလုံးဖြစ်သွားတယ်ပေါ့နော်ကိုရှိခွန်ဒါလေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြသမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီကုတော်များတိကတော့နောက်ထပ်ကျွန်တော်နှစ်ပင်ထပ်ဆောင်ရအောင်မှာဖြစ်ပါတယ်ပေါ့နော်ပင်ကြဆိုတဲ့အတွက်ဒီကုတော်များတိကီကတော့နောက်ထပ်နှစ်ပင်ထပ်ဆောင်ရမှာဖြစ်ပါတယ်ဒီမစရာတီ၄ချောင်းရှိကကြတော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာသင်ပေးသွားမယ်ပေါ့နော်ဒီ၆ခွန်တိထက်ကဒီ၄မျိုးပေါ့နော်၄ချောင်းရှိရဲ့၆ခွန်တိရဲ့ကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ပြသမှာဖြစ်ပါရယ်ခင်ဗျာ โอเคကျွန်တော်ခုလုံးလုံးဆိုင်မှာတော့ကျွန်တော်သုံးလုံးပေါင်းချင်းပြိနဲ့ကွာပေါင်းချင်းပြိနဲ့ကဲညီလာဆိုရင်ခွန်ရှစ်တုံမြ main ticket ပဲရှိပါတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ message များကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ